င်္ဂလာပါရှင်ဆီယာမဆုထက်ဘာသာပြန်ထားရင် ချင်းရဆိုတဲ့စာအုပ်လေးအပိုင်းတစ်ကိုခပ်ပြပါမယ်ရှင်ချင်းရကျမဤခန်းထဲတွင်လူတယောက်ရှောင်းလေမျိုးသမီးတူဖြစ်သည်သူမသည် ထွားချိုင်းသောမျိုးသမီးတူဖြစ်ပြီးအရှက်လေးမြင်သည်တန်တော်တင်နေလေရှိအစထမရီသူမဤနာအားကျမမြင်ရပြီး ်သူမသည် သူမခုခုနှံနေရင်းချီနေခဲ့ဤထိုနောက်တွင် သူမ၏မျက်နှာအားကျမမြင်တွေ့လိုက်ရလေသည်ကျောင်းမဖွဲအားကောင်းဆုံးမျက်နှာတစ်ခုတွင် သူမအားချီရသည်မှာဒေါသကြီး၍ရက်ဆက်တက်ပြီးခြောက်ချားစရာကောင်းသောတွင်ရှိ၏ချိန်ရသည်မစ္စတာရိုချက်စတာခန်တွင် အလုံးလုံးနေသည် သူ၏ကော်ဖီဟောအင်ကြီးတွင် သူမသည်ကလေးမလေးအထက် ဒီအားစတင်ပြရဤသို့တော်သူမသည်မစ္စတာရိုချက်စတာအားလဲအသက်ဝင်နေလျောင်းသူအောင်လက်ထပ်ချင်သောဆန္ဒရှိနေသည်ရိုချက်စတာကကိုသူမအားမေတ္တာတတ်ဝင် ချစ်ခင်နေပါသလားကျေးရင်နဲ့သူအားချစ်မိခြင်းသည်မှန်ကန်မှုရောရှိပါသလားရိုချက်စတာသည်နောက်ချမ်းမှကြွယ်ဝသည့်ချင်းကမှုစင်ရည်ဤသို့သောထိုကိစ္စတတ်ပို၍အရေးကြီးသောအကြောင်းရှိနေသည် တောင်ကီယောအင်ဂျီတွင်လျိုဝဲချက်တစ်ခုရှိလေ၏လောဆိုးဝါးလာသောလျိုဝဲချက်တစ်ခုဖြစ်သည်ယင်းလျိုဝဲချက်သည်မြည်သည့်ကိစ္စဖြစ်ကြောင်းရိုချက်စတာတူရဲသောတီထာ၏ထို့ပြင်သူကလည်းဘာမျှထုတ်ဖော်ပြောကြားနိုင်သည်မဟုတ်ပေရာ Charlotte Brandy Charlotte Brandy ကအင်္ဂလန်နိုင်ငံ Rioshire ဒေသရှိ Badiyar in 1816ခုနှစ်တွင် မွေးဖွားခဲ့၏။သူမ၏မိခင်ကွယ်လာပြီးနောက်1822ခုနှစ်တွင် Charlotte သူမ၏ညီမလေးအောင်နှင့် သူတို့၏မောင်ဖြစ်သူ Brewer တို့အားအတော်ဖြစ်သူအဆောင်ရှောက်ထားခဲ့၏။1824ခုနှစ်တွင်အကြီးဆုံးညီမလေးယောက်ဖြစ်သည့် Maria Elizabeth Charlotte နှင့် Emily တို့သည် ်အဝေးတွင်ကြောင်းတွားနေခဲ့ကြသည်ထိုကြောင့်သည်အေးဆက်ဆွတ်ဆွတ်၍အလွန်ဆိုးဝါးသောနေရာဖြစ်သည် ထိုကြောင့်ပင်မာရီယာနှင့်အဲလစ်ဘတ်တို့သည်ရှားနာ၍ကွယ်လွန်သွားခဲ့ကြသည်ရှားလော့ကနောက်ပိုင်းတွင်ဂျင်းယာဝတ္ထုတွင်လိုမှုအဖြစ်ဖော်ပြခဲ့သောကြောင်းမှာထိုကြောင်းပင်ဖြစ်သည် ထိုသို့ဖြစ်ပျက်ခဲ့ပြီးနောက်ရှားလော့သူမ၏မြမနှစ်ယောက်နှင့်ဘရန်ဝဲတို့သည် ိမ်တွင်စာတင်ခဲ့ကြရပြီးသူတို့သည်ဒုက္ခဝတ္ထုများစတင်ရေးသားခဲ့ကြ၏ဒူမာဤနောက်ပိုင်းတွင်ဆရာဖြစ်လောက်ကိုင်းခဲ့သည် ထို့နောက်နှစ်နှစ်ကြာဒူမာသည်ချာမဲနှင့်ပြင်သစ်ပါတာကိုပရဆဲမျိုးတွင်စီပူလေလာခဲ့၏ အောင်ရှင်44ခုနှစ်တွင်ရှာလို့ဒီအိမ်တို့ပြန်လာခဲ့ပြီးသူမနှင့်ညီမများအားလုံးစာအုပ်များစတင်ရေးသားခဲ့ကြသည် အမ်လီသည် Wonderly Heart ဝတ္ထုကိုရေးသားခဲ့ပြီးဒီဝတ္ထုကိုရေးသားခဲ့ကြရာနှစ်ဦးစလုံးနှစ်ဦးစလုံးပင်သူတို့၏ဝတ္ထုများကိုရောင်းချလိုက်ကြ၏ဒုစာအုပ်များသည်1948ခုနှစ်အကုန်လုံးတွင်တူတကွဖတ်ရှိလာခဲ့ကြသည် ရှာလိုသည်သူမရေးသားထားသော The Professor ဟူသောစာအုပ်ကိုရောင်းဝယ်အရာခဲ့ခြင်းသို့တော်သူမသည်ထမှန်၍ကြိုးစားအားထုတ်ခဲ့ခြင်းအားချင်းရဝတ္ထုကိုရေးသားပြီးစီခဲ့၏ထိုဝတ္ထုသည်လည်း1848ခုနှစ်တွင်ထွက်ရှိလာခဲ့ပြီးစာဖတ်သူများသည်ယင်းဝတ္ထုအားနှစ်ချိုက်ခဲ့ကြသည်ရှာလိုသည်ထိုခါတွင်အောင်မြင်ကျော်ကြားလာပြီးဖြစ်သည်သို့တော်ဆိုးရွားလာသောစိတ်ဝိစမ်းကြီးစရာကိစ္စများဆက်၍ဖြစ်ပျက်လာခဲ့သည် သူမ၏အမောင်နှင့်ညီမအားလုံးကွယ်လွန်သွားခဲ့ကြသည်1848ခုနှစ်စက်တင်ဘာလတွင် Brownwell တို့နှင့်ဇန်ဘာလတွင် Emily တို့ကွယ်လွန်ခဲ့ကြပြီး1849ခုနှစ်တွင် အန်ဒီပွဲလွန်သွားခဲ့၏ရှာလော်လီနောက်ထပ်ဆောင်နှုတ်ကိုရေးသားခဲ့ပြီး1849ခုနှစ်တွင်တလင်1853ခုနှစ်တွင် ဖလတ်တို့ဖြစ်ကြသည်သူမသည်1854ခုနှစ်တွင်လက်ထပ်ခဲ့ပြီး1855ခုနှစ်တွင်ပွဲလွန်သွားခဲ့လေသည်ချေယာကျမ၏အပြီးမှာ ချေယာဖြစ်ပြီးကျမ၏ဘဝစကြောမှာကျမဇဆယ်နှစ်ရွယ်ပြီးစတင်ခဲ့ပါသည် ။ဟိုင်းမင်းငယ်နဲ့ဖခင်တို့နှုတ်စလုံးတည်ဆုံသွားပြီဖြစ်၍ကျမသည် ကျမ၏တော်မစ္စတာရီနေတူဒေထိုင်ရဲ့ရှိသည်မစ္စစ်ရီမာချန်သာသည်ကျမ၏အိမ်သည် ကြီးမားပြီးလှပါသည်သို့တော်ကျမမှာထိုနေရာတွင်မပျော်ရွှင်ပါ This is reading Elisa Johnny Giogiana ဦးသည်သာသမီ၃ဦးရှိသည်ကျမ၏မောင်နှမဝင်ွယ်များမှကျမထက်အသက်ကြီးကြသည်သူတို့သည်ဤသည်ဟာသားများ ကျမနဲ့အတူမကစားလို့ကြပြီသူတို့ဒီအများဖြစ်ကျွန်တော်မှုမရှိကြတော့ကြောင်းကျမမသူတို့ကိုကြောက်ရွံ့ခဲ့ရသည်ကျမသည်ကျမ၏ဝမ်းခွဲကိုကျုံကို အကြောက်ဆုံးဖြစ်ပါသည်သူသည်ကျမကိုကြောက်ရွံ့စေရန်နှင့်မပြောမရှင်းဖြစ်အောင်လုပ်ရန်နှစ်သက်ခဲ့သည်တညတညနေတွင် ကျမသည်ခဲငယ်တစ်ခုတည်းတွင် သူ့ကိုပုံနေခဲ့သည်ကျမတွင်ရုပ်ပုံမြောင်များစွာပါသည့်စာအုပ်တို့ရရှိထား၍အတော်ပျော်ရွှင်နေခဲ့သည် ချိုနှင့်သူနှမများသည်သူတို့မိခင်နှင့်အတူရှိနေခဲ့ကြသည်ကျုံသည် ကြီးမားလေးလံသောစာအုပ်ကြီးတအုပ်ကို ကောက်ကင်ပြီးရင်းကိုကျမထံတက်တက်ပြပလိုက်သည်သို့သောကျုံကကျမကိုရှာဖွေရန်ဆုံးဖြတ်ခဲ့သည်ချင်းဟာပမာလဲဟုသူအော်ခဲ့သည် ဂျိချိန်ထွက်ခဲ့စမ်းသူသည် စာပိုင်းတွင်စမမှုမရှာပွေနိုင်ခဲ့ပါသူသည်ဟင်းရဲသွက်လက်မှုလည်းမရှိပါနှံ့မှုလည်းမရှိပေသို့သောပါနှံ့မှုရှိသောအဲလီဇာကသမပုံအောင်ရနေရာကိုရှာဖွေနိုင်ခဲ့သည်။သူမဒီမှာရှိရဲ့ဟု သူမကဩခဲ့သည်။ ဤသို့ဖြစ်ကျမအပြင်ထွက်လာခဲ့ရသည်ဂျုံကကျမကိုစောင့်နေခဲ့သည်အခုဘာလို့ချင်းလို့လဲဟုကျမကသူ့ကိုမေးခဲ့သည်ဒီလိုလာစမ်းဟုဂျုံအမိန်ပေးသည်ကျမကသူ့ရှိရင်သွားရခဲ့သည်သူသည်ကျမကို အချိန်ကြာမြင့်စွာကြည်နေခဲ့သည် ထို့နောက်ရုတ်တရက်ပင်သူကျမကိုရိုင်းနှက်ခဲ့၏အခုခန်းတကားမှာသွားရစမ်းဟုသူကပြောသည်ကျမအလွန်ကြောက်ရွံ့သွားခဲ့၏ ကျော်ဟစမကိုအနာတရားဖြစ်စေလိုကြောင်းစမသိခဲ့သည်စမကကကားနီးတွင်သွားရနေသည်ဘောနာချွန်သည်ကြီးမားလေးလံသောစောက်ကြီးတအုပ်ကိုကောက်ကင်ပြီးယင်းကိုစမထံတက်တက်ပြပောင်းလိုက်သည်စောက်မှာစမ၏ခေါင်းကိုထိမှန်ပြီးစမလေးချသွားခဲ့၏ရှင်ဟာအလွန်ရက်ဆက်ကြမ်းကြုတ်ခဲ့သူပဲဟုစမဩခဲ့သည် ရှင်ကကျမကိုအမြဲတမ်းအနာဒီကဖြစ်စေခြင်းအဲချီးစမ်းမအောင်ဟုကျမကောင်းကိုဂိုင်ချလိုက်ရာသွေးထွက်နေခဲ့သည်ကြောမပုံမဒေါသထွက်လာခဲ့သည်သူသည်ခန်းကိုဖျက်လာပြီးကျမကိုထက်ကာထက်ကာရိုက်နှက်ခဲ့သည် ကျမသည်နာကျင်ကြောင့်ယွန်စွာဖြစ်သူကိုပြန်ရိုက်ခဲ့သည်မစ္စရီဒီတန်များကိုကြားရပြီးခန်းထဲသို့အလင်းငယ်ဝင်လာခဲ့သည် သူမသည်အလွန်ဒေါသထွက်နေခဲ့သူမသည် ကျမ၏ခေါင်းမှသွေးများကိုမမြင်တွေ့ခဲ့ချေ ဂျိန်းဟာမင်းဟာအတော်ဆိုးတဲ့မိန်းကလေးပဲဟုသူမဟောခဲ့သည်မင်းရဲ့တနာစရာကောင်းတဲ့အကိုကိုဘာဖြစ်လို့ရှိုက်ရတာလဲသူမကိုခေါ်သွားကြစမ်းခန်းဒီရဲထည့်ပြီးတော့ခတ်ထားလိုက်အခန်းဒီသည်အင်းစိတ်ပြီးမှောင်မဲနေသည်စမမလုံးကြောက်ရွံ့နေခဲ့သည်ညာခါရင်ခန်းဒီရှေးအားသို့ညီသူမြမလာရောက်ကြစေကျမသည်ကုညီရရင်အော်ခဲတော်လဲညီသူမြလာရောက်ကြစေချေစုပြုပြီးကျမကိုကယ်ပါဟုကျမအော်ခေါ်ခဲ့သည် ကျမကိုဒီနေရာမှာမထားခဲ့ကြပါနဲ့တို့ရရင်မြည်သူမြတ်တကားလာမခွေပေးကြစီကျမအချိန်ကြာမြင့်စွာကိုကြွေးခဲ့ပြီးနောက်ရုတ်တရက်အရာအလုံးမှောင်မိုက်သွားတော့သည်ခုနောက်ကျမဘာကုံမြတ်တတိမရတော့ချင်းနောက်ဆုံးကျမနိုးလာတော့အခါကျမ၏အိမ်ရာတဲ့သို့ရောက်နေခဲ့သည်ကျမကောင်းမတန်ရာရခဲ့သည်ဆရာဝန်လည်းရှိနေခဲ့သည်ကျမဘာဖြစ်တာလဲဟုကျမသူ့ကိုမေးခဲ့သည်မင်းလေမကောင်းဘူးချင်းဟုဆရာဝန်ကဖြေခဲ့သည် ရားကိုပြောစမ်းစေမင်းဒီမှာမင်းဟဲ့တော်နဲ့ဝန်ခွဲမောင်သမားရီနဲ့အတူနေရတာမပြောဘူးလားဟုတ်ကဲ့ကျွန်မမပြောပါဘူးဟုတ်ကျွန်မဖြေခဲ့သည်အလွန်ပါပဲဟုတ်ပြီငါသိပြီဟုတ်ဆရာဝန်ကပြောသည်မင်းဟိုးဝေးမှာကြောင်းတက်နေခြင်းသလားချင်းဟုတ်သူမေးခဲ့သည်အိုးဟုတ်ကဲ့ကျွန်မနေခြင်းပါရီဟုတ်ကျွန်မသူ့ကိုပြောခဲ့ပြီဆရာဝန်ကကျမကိုနောက်တစ်ချိန်ထပ်ကြည့်ခဲ့ပြီးနောက်သူခန်းထဲကထွက်သွားခဲ့သည်သူသည် မစ္စရီနှင့်ချိန်ကြာမြင့်စွာပြောဆိုပြီးကျမကိုဝိရှိကျောင်းသို့ပို့ရန်ဆုံးဖြတ်ခဲ့ကြသည်ထို့ကြောင့်ဖိတ်မကြမီပါပင်ကျမသည်ကျောင်းသို့သွားရန်ကျမ၏အတော်အိမ်မှထွက်လာခဲ့ရသည်မစ္စရီနှင့်ကျမ၏ဝင်ခွဲမောင်နှမများကကျမထွက်ခွာသွားသည်ကိုနှစ်သက်ခဲ့ကြသည်ကျမသည်ခွဲခွာခဲ့ရသည်ကိုအမှန်တကယ်ပင်ဝမ်းမနေမိပါ ငါเจ้าမှာပျော်ခြင်းပျော်နိုင်တယ်ဟုကျွန်မတွေးထင်ခဲ့သည်။ငါအိမ်မှာတကယ်ချင်းချိုလဲရနိုင်တယ်။ဇန်နဝါရီလ၏ညတညာတွင်ကြီးရှည်ကြီးပြီးဆုံးပြီးနောက်လုံခုเจ้าတို့ကျွန်မရောက်ရှိခဲ့သည်။တို့ညရီမောင်မိုက်နေပြီးရာသီဥတုမှာလဲအေးစင်၍လေထန်ကမိုးရွာနေခဲ့သည်။ကျောင်းမှာလိုကျေဝန်းသည်သို့သော mystery engage တို့ပင်ဝေးထွေးမှုရှိဝဲတတောင်တတားမရှိခဲ့ခြင်း ။ဆရာမတူဦးဟာကျမကိုခန်းစစ်ခုရဲသို့ ခေါ်သွားခဲ့သည်။ထိုနေရာတွင်မိန်းကလေးတွေ80များရှိနေခဲ့၏။ငယ်သောမိန်းကလေးမှာ9နှစ်ရွယ်ဖြစ်ပြီးကြီးဆုံးမှာသက်20ခန်းရှိသည်။သူတို့အားလုံးဒီကြည်မကောင်းသောဝိစုံမျိုးများကိုဝစ်စင်ထားကြသည် ကျမတို့ရောက်ချိန်မှာညသာစားချိန်ဖြစ်သည်စာရန်ပါမုံနေငယ်နှင့်တောက်ရန်ရည်သာရရှိသည်ကျမရေစာလေးသည်ဖြစ်ရေနေငယ်တောက်ခဲ့သည် လုံးမောဖန့်၍စိတ်လုံးရှားနေသောကြောင့်ကျမဘာကိုမျှမစားနိုင်ချေ။ညသာစားပြီးနောက်မိန်းကလေးအားလုံးအိမ်ယာဝင်းရင်ပေါ်ရက်သို့တက်သွားကြသည်။ဆရာမကကျမအားအလွန်ကျေသောအခန်းတစ်ခုထဲသို့ခေါ်ဆောင်သွားခဲ့သည်။မိန်းကလေးအားလုံးထိုခန်းထဲတွင်အိမ်ချရသည်။အိမ်ယာတစ်ခုလျှင်နှစ်ဦးမျှအိမ်ဆက်ကြရသည်။ငါသာ sorry ကျမနိုးလာခဲ့သည်။အပြင်ဘက်တွင်ဖောင်မိုက်နေဆဲဖြစ်ပြီးခန်းမအလိုအေးလာသည်။ ်ငလိပြသည်အေးစိတ်နေသောရေဖြစ်ပြီးသူတို့ကိုသူတို့တန်ဆင်ချရပြီးသူတို့၏မျိုးရဝိဆုံများကိုဝစ်ဆင်ချရပြီးထို့နောက်အောက်ထပ်သို့ကိုစည်းကိုငှဆင်းလာခဲ့ကြပြီးနနဆောဆောစာတင်ချင်းစာတင်ခဲ့သည်နောက်ဆုံးတွင်နနစာစာချင်းရောက်လာခဲ့သည်ကျမအလုံးစာလောင်းနေခဲ့သည်ကျမတို့သည်ဆီယမညာနှင့်အတူ မင်းစာခဲနေတို့ဝင်သွားကြသည်မိလောင်ထားသောအစာအသောက်များမှမနစ်သက်ပွဲကောင်းသောအ내တမျိုးရာခဲ့ဤကျမတို့အားလုံးစာလောင်နေခဲ့ကြသည်သို့သောအစာအသောက်များကိုဤဆန်းချီတော်ကကျမတို့အစာနိုင်ကြခြင်းယင်းမှရတာမရှိပါထို့ကြောင့်ကျမတို့အားလုံးအလုံးစာလျောင်းနေနေပြီတမင်းစာခဲနေမှပြန်ထွက်လာခဲ့ကြသည်ကိုနာယူချင်းတွင်သင်ငန်းစာများထပ်မံစတင်ခဲ့သည် တခြားသင်္ကလီများကို ကျွန်မကြည့်ပြီးခဲ့သည်။သူတို့ဒီသူတို့ဤကြည့်မကောင်းသောအညိုရဝတ်စုံများနဲ့ပစိမ့်ဆန်လာသည်။ဆ ्याम မများကိုမူကျွန်မမနစ်သက်ခဲ့ချေ။သူတို့ဒီစနာမှုခင်ပြီးရှင်းနင်းမှုမရှိပုံပေါ်သည်။ထို့နောက်ဆန္ဒနာရင်เจ้าဆ ्याम မစ္စတာဘဲ ဝေလာခဲ့၏သူမသည်လုံးချောင်းမောပြီးသူမမျက်နှာမှာစင်နာမှုရှိပြီးဘယ်ရောလုံးကိုဆရာမစကားပြောခြင်းနဲ့ဟုသူမကပြောသည်ဒီမနက်မင်းတို့မနက်စာမစားကြဘူးဆိုတာငါသိရဲ့ဟုသူမကကျမတို့ကိုပြောသည်ဒါကြောင့်မင်းတို့ကပတ်မို့နည်းနည်းနဲ့ဘောဘရဲ့ကော်ဖီတစ်ခွက်စီရရကြမယ်။ကျန်စီယာမများကအံအားတင်သွားကြပုံများသည်။ဒီတနက်အတွက်ငါပေးပါမယ်ဟုမစ္စတာပဲကပြောသည်။ ်အင်္ဂလိပ်များမှာအလုံးပျော်ရွှင်သွားကြသည်စားတော့ကြပြီးနောက်ကျမတို့ပန်းချန်လေးဖလာခဲ့ကြသည်အင်္ဂလိပ်များ၏ညိုရောင်ဝတ်စုံများမှာအေးစိမ့်နေသောစာအုပ်တို့တွင်လောပွားလောက်ပုံပေါ်သည်အင်္ဂလိပ်များစုမှာအေးစိမ့်ပြီးမပြောမရွှေဖြစ်နေပုံရသည် သူတို့ထဲမှာတချို့မှာအလုံးနာမကျန်း ပုံပေါ်နေပါသည်။ကျမလန်တပတ်လျှောက်ပြီးမိန်းကလေးညချောင်းနှင့်ပန်းခံကိုလည်းပဲကြည့်ရှုခဲ့သည်။ထို့သောကျမသည်ဤသူကိုမျှစကားမပြောဤသူသားမျှလည်းကျမကိုစကားမပြောကြခြင်း။မိန်းကလေးတဦးမှစာအုပ်တို့ကိုဖတ်နေခဲ့သည်။မင်းစာအုပ်ကစိတ်ဝင်စားစရာကောင်းသလားဟုကျမက သူ့ဘာကိုပေးလိုက်ပြီးကျမဒီစာအုပ်ကိုကြိုက်တယ်ဟုသူမကဖြေသည်။ ဒီကြောင်ကမစ္စတာပဲဖိုင်နာလာဟုကျွန်မမေးခဲ့သည်မဟုတ်ဘူးဟုသူမကပြေသည်ဒီကြောင်ကိုမစ္စတာဘရောက်ကဟန်ကဖိုင်နာ သူကကျွန်မတို့ရဲ့စားကနဲ့ဝတ်တဲ့အားလုံးကိုဝေပေးရင်မိကလေးအမီမ ဟယ်လင်ဘန်ဖြစ်သည်သူမကကျမထက်အသက်ကြီးသည့်ကျမသူ့ကိုချက်ချင်းခင်မြင်သွားခဲ့သည်သူသည်ကျမ၏တငယ်ချင်းဖြစ်လာခဲ့သည်မိန်းကလေးများစုမှအမြဲအေးစိတ်ပြီးစားလောင်နေရသဖြင့်အမကျဲဖြစ်နေကြသောဟယ်လင်ကကျမကိုပြောပြခဲ့သည်မစ္စတာဘရိုကန်ဟမ်မှာကျနာတတ်သူတူမဟုတ်ချေမိန်းကလေးများအတွက်သူဝယ်ပေးသောဝတ်ထည်များမှစောင်းတို့အေးတန်းကိုမကာကွယ်နိုင်ပြီးထို့ပြင်စားစားများမှလည်းပေတော့ကများပလုံလောက်ပြီး ။အင်းဟဲ့ကြရင်လို့ဟုကြောင်းရှိမိန်းကလေးတော်တော်များများမှာပြင်းထန်စွာသာမကျန်းဖြစ်လာကြသည်။အန်းစာများရည်တန်းထားခဲ့ရပြီးကျမနဲ့တခြားမမမကျန်းမဖြစ်တော့မိန်းကလေးများအားလုံးမှာကျမတို့ချိန်များကိုကြောင်းသည့်ရှိကွင်းပြင်းများတွင် ကုန်ဆုံးစေခဲ့သည်။ဒါဒီဟုလို့မှာယခုနေထွေးပြီးနေသားလာခဲ့သည်။ဤဒီမှာကျမတို့အတွက်ပျော်ရွှင်ပွဲချိန်များပင်ဖြစ်လာတော့လေ ကျမတကယ်ချင်းဟယ်လင်ပန်းမှဘူးကျမတို့နဲ့အတူရှိမနေခဲ့ပြီ။ဒီမှာမှအေယာဘော်ရင်းနေနေရသေးသည်။ဒီမှာလွန်စွာနာမကျန်းဖြစ်နေခဲ့သည်။ပညာနေတွင် Mr. Fan Mrs. Stanbury အခန်းသို့ကျမသွားခဲ့သည်။ဟယ်လင်ပန်းမှထိုနေရာ၌ ခန်းငယ်လေးနှင့်လဲလျောင်းနေခဲ့သည်ယခုသူမမှာအလွန်ပိတ်သွားပြီးသူမ၏မျက်နှာမှာလည်းဖြူယော်နေခဲ့သည် သူမကကျမကိုငုံငင်းသောအတန်ဖြင့်စကားပြောခဲ့သည်ဂျင်းဟုသူမကပြောသည်မိနစ်တွေရာအတော်ပဲငါမင်းကိုနှုတ်ဆက်ချင်နေတာဘာကြောင့်လဲကျမကသူမကိုပြီးခဲ့သည်မင်းဝေးကိုသွားတော့မှလားဟုတ်တယ်ငါသွားရတော့မယ်ဟုအဲလင်ကပြောသည်ငါဟိုးဝေးကြီးကိုသွားရတော့မယ်ထူညာရယ်ပင်သူမသိဆုံးခဲ့ပါသည် ိုနှစ်နေရာဒီမှာပင်ကျောင်းရှိ တခြားမိန်းကလေးတော်တော်များများမှလည်းတည်ဆုံသွားခဲ့ကြသည်မစ္စတာဘရောင်ကန်ဟမ်မာကျောင်းကိုရောင်းချခဲ့၏ထို့နောက်ပိုင်တွင်ယင်းသည်ပုံမပျော်ရွှင်ဝဲကောင်းသောနေရာတစ်ခုဖြစ်လာလေသည်ကျမ၏သက်၁၈နှစ်ပြည့်သည့်တိုင်အောင်ကျောင်းတွင်နေထိုင်ခဲ့ရပြီးနောက်ဘလုံးတစ်ခုရှာဖွေရန်ဖြစ်လာခဲ့သည်ကျမသည်ကျောင်းဆရာတဦးဖြစ်လိုခဲ့သည် ဇမာသည်တရင်စာတို့စာတစာရေးထဲခဲ့သည်ဇမာသည်မိသားစုတစ်ခုရဲ့တွင်လောက်ရသည့်အလုပ်တစ်ခုလုံးအပ်နေသောဆရာမငယ်တဦးဖြစ်ကြောင်းပေါ်ပြခဲ့သည်ထို့နောက်ကျန်စာကိုစောင့်မျှော်နေခဲ့သည်နောက်ဆုံးနေ့ပြန်စာတစောင်းရောက်လာခဲ့သည်ယင်းစာမှာတိုဖီဟော့ဆိုသည့်အရက်တွင်နေသော Miss Air ဖတ်ဆိုသူအမျိုးသမီးထံမှဖြစ်သည်နှိမ်ငယ်လေးတူအတွက်ဆီယာမတအူကို သူမအလိုရှိနေ၏ထိုကြောင့်ကျမ၏အဝိစာများကိုတတငယ်တစ်လုံးဖြင့်ထုတ်ပေါ်ပြီးသွန်ပြီးဟောသူခီးထွက်ခဲ့ရသည်ဆီယာမဆုထက်ဖာသာပြန်ခါရဲ့ခြေရာပိုင်းကိတ်ကိုဖျက်ပြလိုပြီးပါပြီရှင်သောထိနာဆင်ပြီးအတွက်ယေရှုဓမ္မရဲ့ရှင် thank you